်အီရန်ကိုအထိနာစေခဲ့သည့်အစ္စရေးထောင်လှမ်းရေးများ အစ္စရေးစစ်တပ်သည်ထူးခြားသည့်ထောင်လမ်းရေးသမားများနှင့်အတူတူးရှုနိုင်သောအင်းဤပညာများကိုဒီဇိုင်းမတ်မတ်အသုံးပြုခဲ့သည့်ဤစစ်စင်ရေးတွင်ညာအချိန်စစ်လေယာဉ်များနှင့်လက်လက်တက်ဆင်ထားသောအံဖွဲ့ရုံးများကိုလည်းလျှို့ဝှက်စွာအီရန်၏လေထုအတွင်းသို့ဝင်ရောက်စေလွတ်ပြီးအီရန်၏လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်မဆိုင်အင်ဖရာစတိုများကိုထိခိုက်စေခဲ့ပါသည်။အစ္စရေးရင်ခဲ့သို့သောလှုပ်ရှားမှုများကြောင့် ကိရီထူကြပြီးထိတ်လန့်ွယ်ရှိသည့်နိုင်ငံတကာသည့်ထောက်လန့်ရေးအေဂျင်စီများသည့်ထပ်မံ၍လူသိများလာခဲ့ပါသည်ထို့အပြင်ကက်တရင်ဖာရှားဒွန်ဟု အမည်ရသူနှင့်ဆက်လင်းသောထူးခြားမှုတစ်ခုလည်းထင်ရှားလာခဲ့ပါသည်သတင်းများအရရှားဒွန်သည်ရှီးဟိုက်အစ္စလမ်ဘာသာသို့ကူးပြောင်းခဲ့ပြီးအီရန်တွင်းရှိအထက်တန်းရာရှိများနှင့်ညီနို့မိသားစုများကိုတဖြည်းဖြည်းခင်မင်လာနိုင်ခဲ့ပြီး အင်းဒီနှစ်များစွာတိုင်တိုင်လက်ဖြားကအီရန်အုပ်ချုပ်ရေးအထုထိတ်တွင်ထင်ရှားသည့်နေရာတစ်ခုသို့ရောက်ရှိလာခဲ့သည်ဟုဆိုသည်။တချိန်ကရှားတွန်သည့်အီရန်၏ဆူပရင်းလီဒါအယာတိုလာခါမင်းနီ၏တည်တံ့ဖိတ်ကြားမှုအရာရင်းနှင့်တိုက်ရိုက်တွေ့ဆုံနိုင်ခွင့်ရခဲ့သည်ဟုလည်းရိုက်တာသတင်းများတွင်ဖော်ပြထားပါသည်။